ချိန်ဟာဆိုလို့ရှိရင်ဒီငလျင်တန်ကိုအခါအဆုံးကဒီမစိုးရင်တိုက်မူလာတိုက်ကြီးဖြစ်တယ်လို့တပည့်တော်လေးလာသိရှိရပါတယ်ဗျာအဲဒီအချိန်မှာတပည့်တော်သိရှိတဲ့လောက်ကအဲတိုက်15တိုက်ရှိတယ်12တိုက်ပြူသွားတယ်ပေါ့ဗျာအပြူသွားတော့ပြန်လဲအစ်စ်တိဆောင်မှာဖြစ်တယ်ဇာတော်တန်ဃာတော်တွေအနေနဲ့လည်းအခုချိန်မှာနေဖို့ထိုင်ဖို့ဟိုခက်ခဲနေတာလည်းတွေ့ရပါတယ်ဗျာအဲအဲ့ဒီဟာကိုတပည့်တော်တို့ လက်ရှိအနေအထားမှာစိတ်ခွန်အားလည်းဖြစ်စေခြင်းတဲ့အတွက်တပည့်တော်ဟိုအရင်ဆုံးဟိုကျောင်းကိုလာခဲ့တာလည်းပါပါတယ်ခင်ဗျာအဲတပည့်တော်တို့ဒီလိုမျိုးအဲကျောင်းမကြီးတိဆောက်ဖို့တာဝန်ယူလိုက်တယ်ဆိုလို့ရှိရင်အဲဒီစိတ်ခွန်အားတန်ဃာတော်ရဲ့စိတ်ခွန်အားအဲဒီတနိုင်ငံလုံးရဲ့တန်ဃာတော်ရဲ့စိတ်ခွန်အားအဲမြင့်တင်သွားစေလိုတဲ့ရည်ရွယ်ချက်လည်းပါပါတယ်ခင်ဗျာငါကလည်းတပည့်တော်ကကျောင်းဆောက်နေခြင်းနဲ့ ရွေချယ်လဲပါပါတယ်ဗျာတပည့်တော်တို့ငငယ်ကမိဘတွေဆုံးမခဲ့သလိုဘုရားတကာအကြောင်းတကာယဟန်တကာတိန်တကာအဖြစ်ခံယူလို့တာလဲပါပါတယ်ဗျာအဲဒီဟာဒီနဲ့တပည့်တော်ဟိုပေါင်းဆက်ပြီးတော့ဒီနေ့အခမ်းအနားဒီနေ့အဆောင်ကြီးဆောက်ဖြစ်သွားတာပါဗျာတပည့်တော်အနေနဲ့တော့အကောင်းဆုံးတမိုင်းမှတ်တမ်းဝင်အောင်ဆောင်းလုံးရွတ်သွားပါမယ်တပည့်တော်မိသားစုကြိုးထုတ်ကြိုးစားအထောက်အပံ့မယ်လို့လျှောက်ထားပန်ကြလို့ပါတယ်ဗျာ ใช่ไหมถ้ารู้เราก็ใช้สิ่งเดียวนายตรงนี้ไม่มีแต่จ้า အဆင်ပြေသွားတဲ့အဒီမတိုးရဲ့တင်မတန်းအောင်ကြီးကိုအစအလယ်ဆုံးဆုံးတော့ရှင်းမှုတော့တိုင်းမပြတ်ပဲနဲ့ပြန်လည်ပြီးတော့ဆောက်လုပ်နေတာမှဖြစ်ပါလာတယ်။ဒီနေ့ပေါ်တော့ဒီနေ့မှာတော့အစတန်းနဲ့အင်ဂျင်နီယာလေးဆောက်လုပ်ရေးပညာရှင်တွေအားလုံးကလည်းဒီနေ့ဒီနေ့တော့တိုက်ယူအဲပရိုဂရမ်ကြီးရဖြစ်ပါတယ်ပေါ့နော်ပြန်လည်ဆောက်ဖို့အတွက်အရှိမမပြတ်အောင်ပြန်လည်ဆောက်ဖို့အတွက်အကုန်လုံးလာရောက်လာဖြစ်ပါတယ်။အဲတန်ခါတော့ကျေးဇူးတင်ပါတယ်။အဟောရအောင်လည်းပြန်ပြီးတော့ပေါ့နော်ဆုံးမနေရဲ့ဒီနေ့ကျွန်တော်

哎。Hey.